ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်အာနာသိန်းစစ်ကောင်စီကအပြစ်ရက်တက်တန်းထတ်တိုးကြောင်းကြီးညာတဲ့နေ့မှာပဲဌာနချုပ်နေမျိုးကိုလက်နက်ကြီးနဲ့ဆယ်ကြိမ်ခန့်ပစ်ခတ်ခဲ့တယ်လို့ပအိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရန်ကပြောပါတယ် စစ်ကောင်စီဟာဧပြီလ2ရက်ကနေ22ရက်အထိအပြစ်ရက်ဆဲမယ်လို့ကန္နဦးကြေညာခဲ့တာပါအဲ့ဒီနောက်ဧပြီလ23ရက်ကနေ30ရက်အထိအပြစ်ရက်မယ်လို့ထပ်မံတက်တန်းတူချောင်းကြေညာလာပြန်ပါတယ်ဒါပေမဲ့ဧပြီလ22ရက်နေ့မှာပဲပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်နေမီကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ဆယ်ကြိမ်ကပစ်ခတ်ခဲ့တယ်လို့ခွန်ရင်းရန်ကပြောပါတယ်စစ်ကောင်စီကသူတို့အပြစ်အခတ်ရက်ဆဲထားတယ်ဆိုပြီးကြေညာထားတဲ့နောက်ဆုံးရက် ီးတော့လကုံထီသူတို့ထပ်မံတက်တန်းတိုးတဲ့ရက်အဲ့ဒီရက်မှာပဲကျွန်တော်တို့ဌာနချုပ်ဧရိယာမှာရှိတဲ့ကျေးရွာတွေကို87မမတွေပြီးတော့ဟာဝေဇာလက်နက်ကြီးတွေတုံးပြီးတော့မှ ပြစ်ခတ်တိုက်ခိုက်တယ်လို့သူကဆိုပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီးပြစ်ခတ်မှုတွေကြောင့်ပြည်သူလူထုနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ခွန်ရင်းရန်ကရှင်းပြပါတယ်မြင်းကလေးလှုပ်ပြီးနောက်ပိုင်းပအိုဒေသမှာလူသေးဆုံးမှုတွေအပါအဝင်ပြည်သူတွေရဲ့ထိခိုက်ဆုံးရှုံးရမှုတွေကိုစာနာတဲ့အနေနဲ့ ဒေါ်လာရေးတပ်ဖွဲ့တွေဟာထိုးစစ်ဆင်တာစစ်ရေးပြင်တာတွေမပြုတ်လုပေမဲ့စစ်ကောင်စီကတော့တိုက်ခိုက်မှုတွေလှုပ်ဆောင်လာတာလို့သူကဆိုပါတယ်။ဒီဟာကိုကြည့်ချင်းအဖြစ်စစ်ကောင်စီကငြိမ်းချမ်းမှုတည်ငြိမ်မှုကိုတကယ်လိုလားတာမဟုတ်ဘူးဆိုတာတွေ့နေရတဲ့အနေအထားဖြစ်ပါတယ်လို့ခွန်ရင်းရံကစစ်ကောင်စီရဲ့သဘောထားအပေါ်သုံးသပ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကလည်းအာနာသိန်းစစ်ကောင်စီဟာအပြစ်ရမယ်လို့ကြေညာချက်ထုတ်ပြန်နေပေမဲ့ အမှန်တကယ်အပြည့်ရစဲခြင်းမရှိပဲကြီးညာချက်အပေါ်အမျက်ထုတ်တာတွေပဲပို့လုပ်နေကြောင်းမနေ့ကပြောဆိုထားပါတယ်စစ်ကောင်စီဟာငလင်ပေးကြောင်းအပြည့်ရကာလတပတ်ထပ်တိုးမယ်လို့ကြီးညာခဲ့တဲ့ဧပြီ22ရက်နေ့မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်အုံမတီကျေးရွာကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့အရက်သားနေအိမ်ပျက်စီးမှုတွေရှိခဲ့ကြောင်းတအန်းတက်မတော် TNLA ကထုတ်ပြန်ပါတယ်ရှင်။ ငလင်ဘေးသင့်ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွတ်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်